မိတ်ဆွေ online မှာစီးပွားရေးလုပ်တော့မယ်ဆိုလို့ရှိရင်ဒီနေ့ပြောမယ်အချက်နဲ့ချက်ကိုမစင်စားဘဲနဲ့လုံးဝမစတင်နိုင်ပါနဲ့အားလုံးမင်္ဂလာပါစီးရှင်းနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီးပွားရေးနဲ့ marketing ဘိုင်းတွေကို share လုပ်လို့ပေးနေတဲ့အောင်ကုန်ဖြစ်ပါတယ်အော်ဒီနေ့ကမှ online မှာ CY လုပ်တယ်ဆိုတာကတော်တော်လေးကိုရီပန်းစားလာတယ်ဟိုအားလုံးမယ်ဒီအားလုံးမယ်ဟိုအားရောင်းမယ်ဒီအားရောင်းမယ်ပေါ့ဗျာအဲ့လိုညာရီပန်းစားလာတယ် အဲ့လိုရေပန်းစားလာတဲ့အချိန်မှာဘာလုပ်မယ်ဘာရောက်မယ်ဘာမှမစဉ်းစားခင်စဉ်းစားရမယ်အချက်ငှက်ချက်ရှိပါတယ်နံပါတ်1ကိုမှရှိရဲ့မူလအလုပ်တစ်ခု9 to 5အလုပ်တစ်ခုကနေပြီးတော့အပေါ်ဝင်ငွေရဖို့အတွက်တနည်းအားဖြင့် site job အနေနဲ့လုပ်ချင်တာလားနံပါတ်2ကအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုယ်ကျဒီလုပ်ငန်းကိုစပြီးတော့တကယ်ကြီးထွားအောင်မြင်ကြီးပွားတိုးတက်တဲ့အထိလုပ်ငန်းကြီးတစ်ခုဖြစ်လာတဲ့အထိလုပ်ချင်ဒီနေ့ချက်ကိုမိတ်ဆွေအနေနဲ့အရင်ဆုံးစဉ်းစားဖို့လိုပါတယ်ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့ အခုနကပြောလိုက်သလိုမူလရှိပြီးတာအလောက်ကနေကျွန်တော်တို့စိုက်ကြောအနေနဲ့လုပ်တဲ့ပုံစံနဲ့တကယ်လုပ်ငန်းတစ်ခုစလုပ်တဲ့ပုံစံနဲ့အားထုတ်ရတဲ့အားထုတ်မှုပမာဏလည်းမတူပါဘူးကျွန်တော်တို့ပေမန်းလာခြင်းလည်းမတူပါဘူးကျွန်တော်တို့နောက်တစ်ခုကအချိန်ပေးရလာခြင်းလည်းမတူပါဘူးအဲ့လိုပြောလိုက်တဲ့အခါမှာတချို့ကကျွန်တော်တို့ပြောကောင်းပြောပါလိမ့်မယ်အာကျွန်တော်တို့စမ်းလို့ကြည့်မယ်လားလုပ်ရင်ဖြည်းဖြည်းဖြည်းအစီအပြေလာတော့လေအဲပထမအလုပ်ကိုလွတ်လိုက်ပြီးတော့နောက်အလုပ်ကို အလုပ်မှာပေါ့ပြောချင်တာကတော့9 to 5အလုပ်ကနေပြီးတော့ online တခုစလုပ်မယ် online ကအောင်မြင်လာတယ်ဒါဆို9 to 5ကိုဆွန်းလွှတ်လိုက်မယ် online ကိုတို့ချဲ့ပြီးတော့လုပ်မယ်ပေါ့ဒါကလည်းလက်ခတ်တရားကောင်းတဲ့အခြေအနေတခုပါဒါပေမဲ့ကျွန်တော်တို့သတိထားမှာတခုကဘယ်လုံးနှောင်းပဲဖြစ်ဖြစ်ထိုက်တင်းတဲ့ယင်းနည်းမြုပ်နှံမှုယင်းနည်းမြုပ်နှံမှုဆိုတဲ့နေရာမှာငွေချေးမှမဟုတ်ဘူးလူအာရော idea အာရောဒါတွေ site ထုတ်ဖို့လိုတယ်အဲ့လို site ထုတ်တဲ့အခါကျတော့မူလအထုတ်တဲ့လို့ဖို့လိုတယ်ဒီလို့ကိုလည်းလို့ဖို့လိုတယ်အဲ့လိုတစ်ခုလုပ်တဲ့အခါမှာကျတော့ကျွန်တော်တို့က တကယ်ဘယ်လိုပြောရမလဲဟိုဘက်လည်းမမီဒီဘက်လည်းမမီပဲနဲ့ညတစ်ပိုင်းလောက်သွားတယ်ဒီစားရဲဒီလုပ်ငန်းကိုစပြီးတော့ပဲဥတီပြီးတော့95ဒီဘာတွေကိုဆောင်းလိုက်ပြီးလုံးဝ online business ကြီးကိုအောင်မြင်လို့တော့မယ်အဲ့လိုမျိုးရွေးလိုက်မယ်ဆိုလို့ရှိရင် risk ကတော်လေးများတယ်စလုပ်ပြီးဆိုတော့လည်းဗျာတအားရောင်းရမယ်လို့ပတ်စံနေရမယ်လို့အဲ့လိုမျိုးမဖြစ်နိုင်ဘူးအဲ့ဒီချိန်မှာကျွန်တော်တို့ကဘလောက်ကြာမလဲလုံးဝအောင်မြင်မှုအတွက်တော်ကြတာ95ကဝင်ငွေလောက်အထိရလာဖို့အတွက်ဘလောက်လောက်ကြာမလဲဒီကြားကတော့တောင်းခံနိုင်မယ့်အင်အားဘလောက်ရှိလဲ အချိန်ရောငွေရောပေါ့နော်ဒါကိုလည်းစဉ်းစားဖို့လိုတယ်ကျွန်တော် basic rule နဲ့ online ကနေ spoil လုပ်မယ်ဆိုရင်ဘာတွေရောင်းမယ်ဘာတွေငွေမယ်ဆိုတာခဏလေးထားလိုက်ဦးအဲ့ဒီနဲ့ချက်ကိုအရင်ဆုံးစပြီးတော့စဉ်းစားကြည့်ပါနံပါတ်1ကျွန်တော်တို့9 to 5အလုံးနဲ့တွဲပြီးတော့စပြီးတော့လုပ်မှာနံပါတ်1လုံးဝ online business ကိုအောင်မြင်အောင်စိတ်ရောလူရောညှိမြှုပ်ပြီးတော့လုပ်မှာအဲ့ဒီတစ်ခုကိုတေးချာလေးဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်မိတ်ဆွေတို့ပထမဆုံးအစဉ်အောင်မြင်ပါပြီ နောက်ဗီဒီယိုမှာတော့ကျွန်တော်ဘာလုပ်ငန်းတွေလုပ်လို့ရလဲဘယ်လိုတွေရွေးကြောင်လဲဆိုတဲ့အပိုင်းလေးကိုဆက်ပြီးတော့ပြောပါမယ်။နောက်ထပ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်နေတဲ့ဒီစီဗီလီကိုစိတ်ဝင်စားရဲဆိုရင် comment မှာ online business လို့ mention ခဲ့ပါ။ဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုနဲ့ကြည့်ပြန်လာခဲ့ပါမယ်ဗျာ။